အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့သဘောကျမိတဲ့ငါးရုပ်ပုံလေးတစ်ပုံကိုညဝေပေးလို့ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါငါးရုပ်ပုံဟာအခုလိုတန့်ရှင်းကောင်းမွန်စွာနဲ့လက်သကြောတနင်္ဂနွေဂျူခုံရဲ့အောက်တက်တက်မှာထင်ရှားအကောင်းစွာပါနေမှာဆိုရင်ငါးရုပ်နဲ့ပတ်သက်တဲ့ကောင်းကျိုးချမ်းသာမှုတွေကိုယာနှုံးပြေးရမှာဖြစ်ပါတယ်လက်ရည်စာကလည်းနူးညံ့ပြီးဂျူခုံကလည်းပြပြနှိတ်ကြမနေလို့တနင်္ဂနွေဂျူခုံရဲ့အားကိုပိုမိုကောင်းမွန်စေပြီးတနင်္ဂနွေရုပ်ကိုရစေပါတယ် တနင်္ဂနွေဂျိုဟာနေမင်းကိုကိုစားပြုတဲ့ဂျိုဖြစ်လို့ကိုပိုင်လင်းအောင် ရှိပါတယ်။လောကတက်ကိုလည်းကိုပိုင်အနွေတက်ကိုပေးစွမ်းနိုင်တာနဲ့အညီတနင်္ဂနွေရောက်ရတဲ့သူတွေဟာလည်းချမ်းသာကြွယ်ဝခြင်းနာမည်ကောင်းသလုံးနဲ့လူသိများခြင်းထင်ရှားကျော်ကြားသူဖြစ်ခြင်းလူတိုင်းကိုကိုကမသိရင်မလူတိုင်းကကိုကိုသိနေခြင်းမျိုးစတဲ့အကျိုးတွေကိုရရှိစေပါတယ်။အမှုပညာလို့လောက်ကိုင်းနေသူတွေရဲ့လက်မှာအခုလို၅ရုပ်ပါနေမယ်ဆိုရင်တိုင်းသိပြည်သိပို့ပြီးတော့လူသိများတတ်ပါတယ်။ငါးရုပ်ပုတ်အတင်ရှားပါသူတွေဟာ ်လောဝိရဏအလုတ်ရွှေအယောင်းဝယ်လုတ်ကြောက်စင်အယောင်းဝယ်လုတ်တွေလည်းအကျိုးပေးပြီးအောင်မြင်မှုရတတ်ပါတယ်ပုံမှန်ပြထားတဲ့လက်ပံရှင်ဟာတန့်ရှင်ကောင်းမွန်တဲ့ငါးရုပ်ပါနေလို့သားသမီးတွေကိုအနောက်နိုင်ငံအထိကြောင်းထားနိုင်ပြီးကိုယ်တိုင်ကလည်းသိမ့်မကြခင်ကလောဝိရဏအယောင်းဆိုင်ဖွင့်ထားတဲ့လူတယောက်ဖြစ်ပါတယ်နောက်တစ်ခုကတော့အောင်လန်တကွန်အကြောင်းပါပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါပုံမှန်ပြထားတဲ့နေရာကိုအောင်လန်တကွန်အမှတ်သားလို့ခေါ်ပါတယ်ဒီလိုအောင်လန်တကွန်အမှတ်သားပါတဲ့သူတွေဟာ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါမှာစိတ်ရောလူရောအရန်ကြီးပင်ပင်ပန်းပန်းအားဆိုင်လုပ်เสียရမလို့ပဲအတိတ်ကံရဲ့ကောင်းမှုကြောင့်စီးပွားရေးတိုးတက်အောင်မြင်မှုရရှိပါတယ်နောက်တစ်ခုကတော့ညာလန်းကြောင့်အထက်ကတွိကံဖြစ်ပေါ်နေခြင်းပဲဖြစ်ပါတယ်ညာလန်းကြောင့်အထက်မှာတွိကံဖြစ်ပေါ်နေမယ်ဆိုရင်ကိုယ်ပိုင်အလုပ်ရတဲ့အမှတ်အသားတစ်ခုဖြစ်ပါတယ်နံပါတ်3ကတော့နှလုံးလန်းကြောင့်အထက်ကတွိကံပဲဖြစ်ပါတယ်ဒါကတော့ငွေကြေးကံကိုအထူးကောင်းမွန်စေပြီးတံမိုးကြီးကားတွေကိုပိုင်ဆိုင်ရတတ်ပါတယ်နောက်တစ်ခုကတော့အားနည်းနေတဲ့နှလုံးလန်းကြောင့်ကြောင့်ပါ ုံမှန်ပြထားတဲ့နှလုံးသားမှာကျုံးလေးဖြက်မြင်းလေးဥပက်မြင်းလေးပါနေပါတယ်။ဒါဆိုရင်လက္ခဏာရှင်ဟာမြေတားရေးအချစ်ရေးပိုင်းမှာစိတ်တော်ကအများရပြီးစိတ်ညစ်စရာတွေအများကြီးကြုံရနိုင်ပါတယ်။အဲဒီတော့ရှိတဲ့သူတွေဆိုပိုပြီးစိတ်ညစ်ရတတ်ပါတယ်။ပုံမှန်ပြထားတဲ့အတိုင်းပါနေတော့ဘဝမှာစိတ်ပင်ပန်းမှုများမယ်။အချစ်ရေးကြောင့်ဘဝကပြောင်းကပြန်ဖြစ်ရတတ်ပါတယ်။သစ္စာဖောက်မှုခံရတတ်ပါတယ်။ဂျမ်းမာရေးအညံ့အနေနဲ့လည်းသူ၏တိုးနှလုံးကိုသတိပြုရမယ်လို့ပြနေပါတယ်။စိတ်ခံစားမှုပြင်းထန်လေပိုပြီးအညံ့ကြုံရနိုင်ပါတယ်။ ဒါကြောင့်ဒီလိုနှလုံးလမ်းကြောင်းမျိုးမိမိရဲ့လက်မှာပါလာခဲ့မယ်ဆိုရင်တော့ဘာသာရေးကိုများများလုပ်ပေးဖို့လိုအပ်ပါတယ်